အားလုံးပဲမင်္ဂလာပါရှင်ကပလတ် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အစာရေးဆရာကြီးများတန်တေးရေးသားထားတဲ့အမျက်အစွန်ဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်အမျက်အစွန်ဆိုင်တွေဖြတ်ထားသဖြင့်ပန်းဆိုရန်ပလက်ဖောင်တို့သည်ဟာလာဟင်းလင်းနှင့်ဖြစ်လျက်ရှိလေသည်လာဘူးသည်အုံနေရန်ကိုမြည်ရင်ဆဲလိတ်ကိုအာရပါရဖွာလိုက်သည် အနောက်မှညနေခင်းအေပူပြင်းတော်နေရောင်သည်သူမျက်နှာပေါ်တက်တက်ထိုးထားလေသည်သူရှိရင်စာအုပ်များပြန်ကျဲနေသည်ခဏခဏလာ၍မှွေနှောက်သွားကြသော စာအုပ်ဝယ်သူတို့ကြောင့်စာအုပ်များမှာလမ်းဘေးပလက်ဖောင်းပေါ်တွင်ဖျို့ဖျဲဖြစ်ချင်တိုင်းဖြစ်နေသည်ဒီလိုပြန့်ကျဲနေသော စာအုပ်တို့ကို နေ့စဉ်တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ် ပြန်ရွေးစီရသည်မှလည်းကြာတော့စိတ်မရှိနိုင်တော့ချင်း ယခုမူသူ့အသက်မှာ90ကျော်လေးပြီ။သူ့အသက်15နှစ်အရွယ်တွင် သူ့အမေဆုံးခဲ့လေသည်။သူအမေမှာဘင်္ဂလားတွင်ဆုံးခဲ့၍သူအဖေသည်တားလူမမဲနှင့်ဗမာပြည်သို့ရောက်လာခဲ့၏။တညလုံးတိတ်ဆိတ်လျက်ရှိစဉ်ကျိုးကရင်ပေါ်တွင်တမာကူအိုးကိုရှူကာညညထ၍တန်ချောင်းခောက်ရသည့်အရာသာ ကောင်းကင်မှမိတ်တုံမိတ်တုံလက်နေကြသောကျယ်တို့ကိုကြည့်ရင် သူ့အမေနဲ့ငယ်စဉ်က နေခဲ့ရသည့်ဘင်္ဂလားပြည်ကိုအောင်းမေလွန်ဆွေရသည့်အရာသာကို သူနှစ်ချိုက်ခဲ့မိသည်လာဘူဒီဘရာကျော်ဒဲအိုးကိုပခုံးတွင်တဘိုးနှစ်ထန်းကရန်ကုန်မြို့၏လမ်းတကာကိုရှောင်ရောင်းခဲ့သည်ထိုစဉ်တုန်းကလည်းသူ့အဖို့မူဒဲအိုးထဲသို့စင်းကြသွားသောဘရာကျော်လုံးလေးတွေကိုသာကဘာကြီးဟုထင်ခဲ့သည်ရောက်စားကမူဗမာပြည်တွင် သူ အတော်အနေရခဲ့သည်ဟု အောင်းမေမိသည် ဗမာတွေ့တိုင်းအကိုဟုခေါ်ရအောင်စကားတင်ရသည်မှာသူ့အဖို့တော်တော်ခဲ့သည်။နောက်ပြီးဘေယာကျော်ကိုဗမာလိုနားလည်အောင်អော်ရသည်မှာတော်တော်ပင်စိတ်ပျက်စရာကောင်းသည်။သူနားလည်သည်မှာသူတို့ဘာသာစကားမှလွဲ၍ဘာမျှနားမလဲ။အစတော့ဆက်လို့ခေါ်ရသည်။နောက်လန်ချာကလားတွင်ဘေးကိုဘေးကိုဟုអော်ဒီကို အားကြလာသောအခါသူ့အဖေထံတွင်ဗမာစကားကိုပြောကြည့်သည်။ ဗမာကလေးတွေတွေ့တိုင်းဗမာလိုမပြောတတ်ပြောတတ်နေပြောသည်ဒီခါတုန်းကဗမာကလေးတွေက သူ့ကိုလှောင်ကြပြောင်ကြသည်ကိုလည်းအမှတ်ရလေသည်နောက်ကြတော့ဗမာပြည်မှာသူပြောလာလေသည်ဗမာထမင်းကိုစား၍ဗမာပြည်တွင်ကောင်းချလိုသည်ကဘာစစ်ဖြစ်သောအခါသူ့အဖေဒါရဝံစောင့်သောအလုပ်ယုံမှမန်နေဂျာနှင့်အလုပ်ရှင်တို့အိန္ဒိယသို့လေယာဉ်ပြန်နှင့်ပြေးကြသည် ထိုအချိန်တွင်လာဘူးသည်အသက်40ကျော်လေးပြီ။သူ့အဖေသည်အသက်80ရှိလေးပြီ။သူတို့သားအဖနှင့်သူသည် ကိုပိုင်ရင်ဖြင့်ပဒေါင်းတောင်ကုတ်ကိုဖြဲ့၍ပြေးကြလေသည်။ထို့သော သူ့အဖေမှာတောင်ကုတ်မရောက်ခင်တောင်တက်တစ်ခုတွင် အမောဆုကားဆုံးရှာလေသည်။လာဘူးသည်စိတ်ပြက်ပြက်နှင့်ဗမာပြည်ထဲသို့ပြန်လာလေသည်။အရင်ကမှဘင်္ဂလားတွင်မနေလိုသည့်အထဲတွင်ယခုလိုသူတယောက်တည်းသွားရမည်ဆိုတော့သူမသွားခြင်းမသွားလို့တော့ ဘင်္ဂလားမှာဆိုရင်အစာငတ်တာတို့အထိကယုံတို့နှင့်တွေ့ကာအတိဒုက္ခရောက်ချေရောက်နိုင်သေးသည်မမပြီမှာဆိုရင်ထမင်းတော်စားရသေးသည်ဟုတွေ့မိသည်အမှားအားဖြင့်ချောင်းချောင်းလဲလဲစားရ၍စီးပွားဖြစ်နိုင်မည်စကြက်တွေအများကြီးရှိသည့်ဗမာပြည်ကို လာဘူးခင်တွေ့သည်ဗမာပြည်တွင်နေလိုသည် လာဘူးသည် အုံနေရန်ကိုစောင်းရင်မိလိုက်သည် နေမှာကြကြက်တောက်ပူတော့ပင်ရှိသေးသည် မလားမကန်းတွင်စီ၍စိုက်ထားသော ကားများကို၎င်းအယောင်တွင်တဖိတ်ဖိတ်လက်ကလေလှုပ်တိုက်ကစားနေသည့်ခန်းစည်းအစိမ်းတို့ကလေးများဖြင့်ခန့်ညားလာသည့်ဟိုတယ်ကြီးကို၎င်းကြည်မိသည်လူကုန်ထံကလားနှစ်ယောက်ကားပေါ်မှဆင်းလာကြသည် လာဘူးသည်သူဖြစ်စဉ်တွေကိုစဉ်းစားမိနေ၍အနားရောက်လာသည်ကိုမသိလိုက်ဟေးဟုခေါ်လိုက်မှ သူတို့အနားသို့ထပြေးမိသည် အနာတို့သွားရတော့လဲဘာမှမပြော၍အမိတ်ကိုနာခံရန်ရန်နေသည်ကလားနှစ်ယောက်သည်ကားနားတွင်ရက်က စကားကောင်းလျက်ရှိသည်ဖြင့်သူတို့ခေါ်သည်လာဘူးကိုပင်မေးနေကြသည်အိုက်စင်ဒက်စ်ကချန်ဒရာရဲ့တမီးနဲ့တောင်းတော့မလို့ဆိုကလားတယောက်က သူ့အဖော်ကိုမေးသည်အလကားပါဗျာသူတို့ဟာကတိတ်မသေးချပါဘူးတော်တော်ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတယ်ဘယ်လိုလဲဗျာ ဒတ်စ်နဲ့အရင်ကဆစ်ဆက်ထားတာဗျ။ Now ဒတ်စ်ကသူ့အလုတ်ကင်တွေပြတ်သွားတော့ဟိုကခက်အင်အင်လုံးနေတယ်လေ။အစတော့ကဒတ်စ်ကတော်တော်ချမ်းသာတော့ကိုဗျ။ Oh အဲ့ဒီတော့ကများစတူးဒေဗီကာကြီးစီးပြီးတအိမ်တအိမ်ရွှေလန်းငွေလန်းဖောက်တယ်လို့ပဲ။နောက်တော့ဒတ်စ်ကဓမြတိုက်ခံရရောဖြစ်စည်းတွေလည်းအကုန်ပြုတ်အဝတ်တစ်ထည်ကိုတစ်ခုနဲ့သာကြံတော့ဟိုကညင်းပြီးဒေဗီကောင်တယောက်နဲ့တွဲနေတာပေါ့။ ဆစ်ဆက်တာကဆစ်ဆက်တာပဲရှိတာပဲဗျ။ဓာတ်မှာပစ္စည်းတွေပြုံးပြီးတော့တရားဆွဲလဲဘယ်သူနိုင်မှာလဲ။ကောင်မအဖေဖက်ကနိုင်မှာပေါ့။လက်ထိုးလိုက်ရင်ခမရတရားသူကြီးဘာခံနိုင်အောင်မှာလဲ။ပြီးတော့ဆာလာဘူးကကြောက်ကြောက်ရွံ့ရွံ့ခေါ်လာ၍သူတို့နှုတ်လှဲကြည့်ကြသည်။အေးဒီကားကိုကြည့်ထားဆန်ဟုလှဲ့ပြောလိုက်ကဟိုတယ်ပေါ်တို့စကားတပြောပြောနှင့်တက်သွားကြသည်။ လာဘူဒီသူတို့နှစ်ဦး၏အင်္ဂလိပ်ကုတ်အင်ဂျင်များနှင့်လယ်စီးအစင်းလေးတွေကို မျက်စိထဲတွင်မြင်နေလေသည်လာဘူဒီစာအုပ်ပုံရှိတွင်ပြန်၍ထိုင်ရင်းကားကလေးကို ကြည့်ကာတရေယုံမိလေသည်ဗမာခင်ဟန်တာဝရီနေ့စဉ်သတင်းစာအရေးပေါ်ညနေသတင်းစာဗမာသတင်းစာရောင်းသူတော်အော်တန်ကြားမှသူရှိစာအုပ်ပုံတွင်တင်ထားသောယနေ့ထုတ်အင်္ဂလိပ်သတင်းများကိုအမှတ်ရတော်သည် အင်းသတင်းစာရောင်းရအောင်ပါပါလားသူဒီသတင်းစာကိုခောက်၍လက်မောင်းပေါ်တွင်တင်ရင်လက်တစ်ဖက်ကသတင်းစာကိုမြောက်ကလာသည်မလူတိုင်းအာအော်၍ရောင်းသည်နယူတိုင်းအကိုဘာမင်းအကိုလာဘူးဒီဗမာစကားကိုရေရေလဲလဲတက်လေပြီဘင်္ဂလားမှာဆိုရင်သူ့လိုအောက်တန်းစားမှာသတင်းစာရောင်းဖို့မဆိုထားနဲ့ဒီထက်အောက်တန်းကြတော့အလုပ်မျိုးကိုတော့ရချင်မှရပေမည် နဝခါလီနဲ့အငတ်ဘေးတုံးကပါသွား၍လမ်းဘေးမြောင်းထဲတွင်တော်လဲအသက်ဆုံးရှုံးခဲ့ကောင်းဆုံးရှုံးပြလိမ့်မည်အခုတော့သူ့အဖို့ခြာပါတီကိုစားကလမ်းဘေးပလက်ဖောက်ကောက်ရိုးမှွေရာထက်တွင် ကောင်းကောင်းကြီးအိမ်နိုင်ပေပြီပြီးတော့မြောင်များစွာသောအင်္ဂလိပ်စာအုပ်တို့ကိုလည်းပိုင်ဆိုင်တူဖြစ်လေသည်သူ့စာအုပ်များမှာအချို့ဟောင်းနှွမ်းလာပေပြီး ထိုစာအုပ်များမှာသူ့အဖေဒါရဝံလို့သည်တိုင်းမှကြေးရတတိုဖတ်ကြသော အင်္ဂလိပ်ဝတ္ထုစာအုပ်များအင်္ဂလိပ်ပြန်၍ဝင်အလာတွင်အိတ်တအိမ်မှရလိုက်သော အင်္ဂလိပ်လိုရေးထားသည့်နိုင်ငံရေးစာအုပ်များဖြစ်ပေသည်ဒီစာအုပ်တွေကို သူဘာစာအုပ်မှလည်းမသိဘာတွေရေးထားမှလည်းမသိတို့ရရင်ဒီစာအုပ်တွေမှာသူ့အဖို့ငွေထုတ်ကြီးဟုပင်ထင်မိပါသည် အ ਨੇ စုံညဆိုလင်ထိုစာအုပ်များကိုခေါင်းပေါင်းဖြင့်ထုတ်၍ခေါင်းအော်လို့ရသေးသည်ထို့ကြောင့်ဒီစာအုပ်တွေသာလျှင် သူ၏ဝမ်းရည်ကို ထိမ့်ပေးသည့်ယတနာများဖြစ်သည်အ ਨੇ စုံပတ်ဆက်မရှိလျှင်ဒီစာအုပ်တွေကို ကလာသောမဟုတ်ဈေးရတက်တွေအိမ်သွားပြီးရောင်းလျှင်ဖတ်ဖို့မဟုတ်တော့အလှထားဖို့ဈေးပေါပေါနှင့်ဝယ်ယူပေးလိမ့်မည်အကိုတရင်စာအကိုစောက်တွေလည်းရှိတယ် ူသည်သူ့စာအုပ်ပုံရှိတွင်ရလာသောလူရွယ်နှစ်ယောက်အားဖိတ်ခေါ်သည်။ဒီဟာတွေကဘယ်လောက်လဲ။အဲ့ဒီစာအုပ်တွေကငားမှုပါစမ်းဒါကတစ်ချက်ဒါတွေကတစ်ချက်ခွဲ။သူသည်စာအုပ်တွေကိုပြနေသည်။စာအုပ်ကောင်းသည်မကောင်းသည်ကို သူမသိ။သူ့အဖို့တွင်စာအုပ်အထူးကြီးတွေကိုဈေးအများဆုံးထား၍စာအုပ်အပါအဆုံးကိုဈေးပေါပေါနဲ့ရောင်းသည်။ဒီစာအုပ်ငါးအုပ်ယူမယ်အဖိုးကြီး လေးချက်လို့ပါမလျှော့ဘူးအကိုဒါကတခွန်းတည်းပဲပြောတာပါလေးချက်ခွဲလို့ဗျာပြောပြောဆိုဆိုစက်တန်လေးရွယ်နဲ့မဆစ်၂၀ကို ထုတ်ပေးပြီးနောက်ထွက်သွားကြသည် လာဘူးသည်မကြေမနက်နှစ်ပင်ပတ်စံကိုကောက်ယူလိုက်သည်တို့ရရင် သူ့အဖို့တော့ဒီလေးချက်ခွဲသည်စာအုပ်ထက်ပင်အရာရောက်လေသည်ဒီလေးချက်ခွဲနဲ့သူ့အိတ်ထဲ၌ပတ်စံသုံးမှတ်ပါပေါင်းရင် ငါးချက်တမတ်သည် သူ့အဖို့များလှစွာသောအတပြားတို့ဖြစ်လေသည်သူသည်ပဆံကိုအဝတ်တစ်ခုနှင့်လိန်ကာခါးကြားထဲတွင် ထိုးထားလိုက်သည်အေးမြသောအတပြားသည် တောင်ကုတ်ကိုဖြတ်ကဲအိန္ဒိယသို့ပြေးစဉ်အခါမှလွဲ၍တခါမှမကင်ဘူးခဲဟုဆိုနိုင်လေသည်ညာအဖို့ဆိုလင်သူ့ကောင်းအောင်ထုတ်သည် လေးဥစ္စာအတွင်နှိမ့်ချသွားတော်လဲသူတွင် လေးချက်ွယ်မြသောအတပြာသည်တိုး၍ချမ်းသာလာပေပြီ။ တို့ရရင်ဘာပဲဖြစ်ဖြစ်သူသည်ငါးချက်လေးပဲမျှသောအတပြာကိုပိုင်ဆိုင်သူဖြစ်လေသည်။နောက်တွင်ဤအရင်ပုံမှာအမျက်အစွန်တို့ထွက်လာမည်မဟုတ်ပါလော။ယနေ့ညအဖို့လာဖို့သည်သူဆက်ရကိုရှာလေသည်။ခါတိုင်းပန်းဆိုရန်တိုက်ပြီးကြောင်ကြကြရင်အိတ်သည်။ဒီနေ့ညတော့ဒီလိုနေရာတွင်သူအိပ်ရမဖြစ်တော့။ သူသည်အတပြားငါးချက်လေးပဲပိုင်သူဖြစ်လာ၍ဒီလိုကြောင်ကြသောနေရာတွင်အိမ်မဖြစ်တော့တကယ်လို့များလာလို့ရင်ခဲရချီသူသည်အတပြားငါးချက်လေးပဲကြောင်လူစီသော ပလက်ဖောင်းပေါ်တွင်ရှောင်ရင်စူးလေဖျားလာဘိုက်စကုတ်ယုံများဖက်သူရောက်လာခဲ့သည် ရေခဲကြောင်သူတို့အော်တန်ကားတန်လူတန်တွေဖြည့်ညံနေသည် တို့ရရင် သူ့အဖို့ဒီလိုစူညံတန်များကြားမှာ ကြားရသောမလမကန်ကလားဘိုင်စကိုယုံမှချိုးအေးသောကလားတချင်းတန်သည်သူနာပြော်ဖွယ်ရှိလာသည်ဒီနေရာမှာအိမ်မှာပဲလေသူသည်မေရထားယုံကြည်ရှိပလက်ဖောင်ပေးတန်ဝင်းထရန်နာတွင် သူ့စာအုပ်ထုတ်ကိုချလိုက်သည်အိတ်တော်မြေဟု အထုတ်ကိုမိလိုက်၏ဟေးခွေးကလာသူများကောင်းရင်ကသွားငှက်ဆူထိုးတန်ကြောင်လန့်ဖြန်သွားသည် အကိုချင်းနဲ့အဝေးကြီးကိုအောင်မှာကလားကလူများနေရာလဲယူသေးရဲ့လာဘူးဒီတော်တော်စိတ်ပြတ်သွားသည် ပလက်ဖောင်းပေါ်တွင် နေရာအကျဲကြီးရှိပါလျက်ပလက်ဖောင်းကိုပြီးနေချဲလိုက်ကြသေးသည်တော်တော်မလာနဲ့ငေါ့လှလိုက်သည် လာဘူးဒီအထုပ်ကိုရွှေကကွန်တီနန်တယ်ဘေးတွင်နေရာယူလိုက်သည် သူဒီပလက်လှန်ကစာအုပ်ထုပ်ကိုခေါင်းအောင်လိုက်သည်ယနေ့ငွေလေးချက်ရှစ်ပဲကိုရလိုက်ပြီး မနက်ဖြန်ပလက်ဖောင်းပေါ်တွင်ချရောင်းကစာအုပ်တွေကုန်ပြီ ရောင်းရငွေနှစ်စုံလင်းအရင်တော်တော်ရှိလာပြီစာအုပ်တွေကုန်လင်းအနည်းဆုံးငွေ20အစိမ့်လောက်တော့ပိုင်မိပြီ now ငွေရင်းအနည်းငယ်ရှိလင်း900ဆိုင်ထောင်ပြီသူ့အဖို့ဗမာပြည်မှာနေရသည်မှာအမျက်ကြီးဖြစ်သည်ဆုံရှုံစရာဟူ၍ဘာမှမရှိ သူသည်ရှေ့ရေကိုတွေ့ရင်အိပ်ပျော်သွားလေသည် နောက်တနေ့နေကြည်ပြုသည်နှင့် လာဘူသည်စာအုပ်ထုတ်ကိုပိုင်၍ထွက်ခဲ့သည် ပထမဆုံးခြားပါတီစားကလူအစီကားဆုံးတလဟိုစီလမ်းတောက်တွင် သူ့စာအုပ်ထုတ်ကိုဖြည့်ပြီးနောက်ပလက်ဖောင်းပေါ်တွင် အခန့်သားချထားလိုက်သည် စာအုပ်များကိုတအုပ်ချင်း ဖုံတုပ်ကကြကြနနာကြီးခင်ထားသည်ဒီလိုဆိုတော့သူကိုယ်သူအတပြားငါးချက်ခွဲနဲ့စာအုပ်ဆိုင်ကိုပိုင်သူပါတကားဟုတွေးမြောင်းမိသည် ဒီနေ့စာအုပ်တွေထဲက၁အုပ်လောက်ရောင်း၃၀လောက်ရှိရင်စာအုပ်တွေကုန်အရင်တွေစုမိအမျက်တွေရသူတို့ကိန်းနေသူ ကြည်နူးနေသည်တို့ရာတွင် မနက်စံတိုင်းလောက်အထိစာအုပ်ဝယ်သူဆို၍တရောင်းမြမပေါ်လာသည်လမ်းသွားလမ်းလာလူတွေကသူ့ကိုယ်တော်မျက်စောင်းထိုးသွားကြသေးသည်ဟုပင်ထင်မိသည်ထင်ရုံသာမဟုတ်တကယ်ပဲသူ့ကိုယ်မျက်စောင်းထိုးသွားကြသည် အဘဲเจ้าဆိုသောသူရှိရှိစာအုပ်တို့မှာတအုပ်စီဖြန့်ခင်းထား၍ပလဖောင်းတွင်ရှုပ်ရှက်ခတ်နေသောကြောင့်ဖြစ်သည်။လာဘူသည်သူစာအုပ်ဆိုင်ကိုသာကြည့်၍ကြည်နူးနေမိသည်။ဟဲ့ကလာ အပနာလာဘူသည်သူစိတ်ကူးနေသူ ယူနေစဉ်ခေါ်တန်ကိုမကြားလိုက်။ကြားတလို့လို့ရှိတော်လဲသူ့အမည်အပနာမဟုတ်ရမထူလိုက်။ဟဲ့ကလာကြီးခေါ်လာမကြားဘူးလားဦးကြောင်ကြောင်နဲ့ လှည့်ကြည့်လိုက်ရာယူနီဖောင်းဝတ်ထားသောမြူနစ်စပယ်ပလိတ်နှစ်ယောက်သူ့ဘေးတွင်ရက်ကစာအုပ်တွေကိုကြည့်နေသည်ခေါ်တာမကြောက်ဘူးလားနားပင်းသလားဆက်ဘာလို့ကျင်းလဲဆက်ဘာမှမလို့ချင်ဘူးခမည်းလမ်းဘေးပလက်ဖောင်းမှာစိုင်းနေမခင်းရဘူးဆိုတာနားမလည်ဘူးလားမခင်းပါဘူးဆက်မခင်းလို့လားဒီမှာလမ်းတော့လမ်းလာတွေအနောက်ရှက်ဖြစ်တယ်ခမည်းတောင်ွေဆောင်ပါပြီးတော့နောက်လည်းဒီလိုမရောက်နဲ့တောင်ွေ ဒံငွေဆိုသည်မှာသူတို့ကိုငွေစားပေးရတော့မည်ဥပဒေအရာဒံဆောင်ရမည်မဆောင်ရသည်ကို လာဘူးမသိတို့ရရင်သူတို့လက်ထဲမှာသူ့ဘဝထဲမှာငွေစားကို ပေးလိုက်ရမည်မှာတေချာပေးပြီအကိုပတ်စံမရှိပါဘူးဆက်လာဘူးဒီမှုသားတုံးလိုက်သည် နားမလဲဘူးလေမရှိရင်ကက်လိုက်ခဲ့ခက်ပြီ ဥပဒေကပတ်စံမပေးနိုင်ရင် ထောင်ထဲမှာနေရသည့်အကြောင်းကို သူ အခုမှနားလဲပြီ ထောင်ဆိုသည်မှာအင်မတန်ကျဉ်ကျက်၍မစင်နှံ့ကျင်ငယ်နှံ့တို့ဖြင့်နန်စော်လှသည်ဟုကြားဖူးသည် မတတ်နိုင်ငွေကိုပင်ပေးရတော်မည်အကိုငားမိုးอยู่ပါစအောင်မအစိုးရကိုများအဖေအောင်မနေသလားတယောက်က သူ့ကိုငောက်သည်တယောက်ကမူသူ့စာအုပ်တွေကိုရှောက်ကြည့်ရဟေးဟိုမှာဟူသူ့စာအုပ်တွေကိုလက်ညှိုးထိုးပြသည် ို့မှအကြီးကဲနှစ်တူသည်ခါရင်လဲခြောက်လုံးပြူကြီးထိုးထားသည်အဖိုးကြီးဒေဆောက်တွေဘယ်ကရသလဲဆက်တခင်အင်္ဂါပါဆက်ဘယ်တခင်လဲအခုဘင်္ဂလားပြန်သွားပြီဆက် မရှိတော့ဘူးဆက်ဒါကွန်မြူနစ်စာအုပ်အစိုးရကတိုင်တယ်ဟုရဲပလိတ်မင်းကဆိုသည်ကွန်မြူနစ်စာအုပ်ဆိုပါကလားကွန်မြူနစ်စာအုပ်ဆိုဒီမှာဘာကိုခေါ်ပါသနည်း လာဘူးအဖို့ကွန်မြူနစ်ဆိုသည်မှာဘာကိုခေါ်သည်မသိစာအုပ်မှာအတူတူကြီးဖြစ်သည်တခုတော့ရှိသည်အယုဘသည်စာအုပ်နှင့်မပါသည်စာအုပ်ကိုတော့လာဘူးကောင်းကောင်းသိသည်အဖိုးကြီးဦးကြောင်ကြောင်နဲ့လာဒီစာအုပ်တွေကိုယူပြီးဂက်လာဖို့လဲဂက်ဆိုသည်စကားကိုတခါပြောပြန်ပြီဂက်ဆိုသည်စကားကိုကြားတိုင်းသူ့ဘဝထဲမှာငွေစရတွေထွက်ထွက်သွားရသည်ကဲကဲအဖိုးကြီး စာအုပ်တွေထုတ်ပြလိုက်ခဲ့ပြီးတော့ပလဖောင်းပေါ်မှာစာအုပ်ချရောင်းတဲ့အတွက်ဒံငွေ၅ကျပ်ဆောင် ခုစာအုပ်တွေ့တာကကတ်လိုက်ခဲ့ပြီးတော့လာဘူးဒီမျက်ရည်တွေပင်ကြာလာသည်တသက်လုံးတဦးတည်းပိုင်ခဲ့သောငွေ၅ကျပ်မြသောအတပြားသူရဲ့နောင်ရည်အတွက်အားကိုးရသည့်ယတနာထို့အရာများအခုဆုံးရှုံးရလေပြီသူဒီစာအုပ်ထုတ်ကိုခေါင်းတွင်ရွက်ကပတ်စံထုတ်သောပဝါကလေးကိုဖြန့်လျက် မျက်ရည်ကိုတုပ်ရင်းပလေးနှစ်ယောက်ဤနောက်သို့လိုက်လာခဲ့လေတည်းဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးမြတ်တန်သိရေးသားထားတယ်အမျက်အစွန်းဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်